ိန်စင်းနောင်းငွေလောင်းချင်းတည်တာဖြူစင်လေးနဲ့ဦးစင်းအသက်ဆက်ဆက်ကလေးကိုတီလဝိုင်းဖြတ်တဲ့ပွဲလို့တော့ဦးစင်းယူဆတယ်ဟုတ်လားတိန်စင်းနောင်းပွဲမဟုတ်တော့တီလဖြတ်ပွဲဖြစ်သွားတာနော်အရှင်မြတ်ဟိုပါဗောယဟန်တော်တွေဟိုပါဗောတိန်ဝင်ပြီးတော့တိန်ထွက်လာခြင်းမှာတိန်စင်းလောင်းတယ်အရှင်မြတ်တိန်စင်းလောင်းတော့ငွေလောင်းတင်လားအရှင်မြတ်လုံးဝကမလောင်းတင်တဲ့ကိစ္စနော်ဒါအချင်းချင်းဟောနေရတဲ့ကိစ္စပဲတခြားအချင်းတူတာတဲ့ဒီအချင်းသူပူဆိုးပါတယ်ဘာလို့လဲဆိုတော့ ိန်ထဲမှာအခုမှဥစဉ်လေးကကံဘွားသာဖတ်ပြီးတော့ဘာအာဘမ်းမှမသိသေးဘူးအကဲကိုဖြူစင်ဖွေးနေတယ်နော်တကယ်ဆရာကြီးဆရာတော်ကြီးတွေထဲတော်မှဖြူရပြောလို့ရပါတော့ဘာမှမမလုပ်ရသေးဘူးအခုမှမွေးလာတာလေတိန်ကနေအခုမှကံဘွားသာဖတ်လို့အခုမှရဟန်းဖြစ်ဘာဆိုဘာမှမလွန်ကျူးရသေးတဲ့ဥစဉ်သစ္စာဆက်အဲ့ဒီဥစဉ်သစ္စာဆက်ကိုငွေတွေလောင်းကြတယ်ဆိုတော့အသစ္စာဆက်ကိုဝိုင်းတီလာဖြတ်သလိုဖြစ်သွားတာလေနော်ဖြူနေတဲ့ပုဂ္ဂိုလ်မဲအောင်ဝိုင်းလုပ်လိုက်ကြတာပဲဆေးတုပ်လိုက်ကြတာပဲနော်အဲ့တော့တိန်စင်းလောင်းငွေလောင်းချင်းတီတာဖြူစင်နေတဲ့ဥစဉ်အသစ္စာဆက်ကလေးကို တီလဝိုင်းဖြတ်တယ်ပွဲလို့တော့သူကယူဆတယ်ဟုတ်လားတင်စင်းနောက်ပွဲမဟုတ်တော့ဘူးတီလဖြတ်ပွဲဖြစ်သွားတာနော်အဲ့လိုတော့မှခေါ်ချင်တာတီလတီလဖြတ်ပွဲပဲအဲ့တော့လောင်းကြချာလို့ပတ်စံလောင်းမှမဟုတ်ဘူးလေနော်တခြားသွားတိုက်စေးသွားတိုက်တန်စာအုပ်စသည်တွေလောင်းလို့ရတာပဲလေနော်ငွေလောင်းမှတင်စင်းလောင်းတော့မှမဟုတ်တာအဲကြောင့်သူတို့တင်စင်းလောင်းပွဲမဟုတ်တော့ဘဲနဲ့တီလဖြတ်ပွဲတော့ဖြစ်သွားတာနော်ဒါဆိုရင်ရှင်များဟိုဟောယဟန်ဟိုတိမ်တိမ်မှာဆိုတိမ်တန်ကရှိရပါရှင်မအပားတရားလောင်း အပား90ပဲဖြစ်အပား30ပဲဖြစ်ဒါပေမဲ့တပည့်တော်တို့ဘက်ကလည်းဟိုသူတို့လိုအပ်တာလေးကိုလည်းလှူခြင်းနဲ့ရှင်ဗျာလှူခြင်းတော့ငွေလည်းလှူခြင်းနဲ့ရှင်ဗျာအဲ့ဒါဆိုရင်ဘလို့ SSS နဲ့တန်ဃာတိုင်းကိုလောင်းရင်ဘလို့တင့်တော်အောင်လောင်းတင်လဲရှင်ဗျာအဲ့ဒါကစာရွက်ကလေးတွေလောရတာလေဦးဇင်းတို့ဖောက်တရားတွေဘာတို့မှလည်းတစ်ခါတည်းလုတ်တက်ပါတော့ဟိုကွန်ပျူတာနဲ့စာစီလိုက်တယ်လေအပားတရားဆိုအပားတရားစာပေါ့နော်အဲ့တော့ တသောင်းတံမှာဖြစ်ပေါ်လာသောတဘာတသောင်းထူရှင်နေပေါ့တသောင်းတံမှာဖြစ်ပေါ်လာသောပစ္စည်းလေးပါးကိုကပ်ပြရအကြောင်းအကပ်ပြရမတူလေဥဖြူဆိုရင်ဥဖြူတံမှာအလူခံကြပါဘုရားဆိုပြီးတော့စာလေးကွန်ပျူတာစာစီလိုက်ပြီတဘာတွေ့တွေ့လောင်းလိုက်ပေါ့အဲ့ဆိုရင်ဒါအဲ့စာရွက်ကလေးနဲ့ကပ်ပြစီမှာသွားလူခံလို့ရသွားပြီဟောငွေကိုဆယ်ဆယ်ရောဒီစီမလောင်းတော့ငွေကိုကပ်ပြစီမှာအပ်လိုက်တယ်အပားတရားစာအတွက်ကိုဒါကပ်ပြစီမှာအပ်လိုက်တယ်ကပ်ပြောက်လည်းတစ်ခါတည်းပြုတ်လိုက်တယ်ဒီသိင်စင်းသိင်တက်တက်တန်ကားတွေအတွက်တဘာတသောင်းကျွန်တော်တူပါလေဆိုကပ်ပြောက်အပ်လိုက်ပင်ဆယ်ရောဒီကိုအဲ့စာရွက်ကလေးကတ်လိုက်ပေါ့နော်သိင်စင်းမှာဆယ်ရောကလေးလောင်းပေးလိုက် အဲ့ဒါဆရာတော်တွေကဒီစာရွက်ကလေးကြည့်လို့ကျော်ဒီတကာကြီးဒီတို့ကိုပစ္စည်းလေးပါ1000နဲ့လူထားတယ်။ကပြည့်စီမှာသူခံလို့ရပြီ။အဲ့စာရွက်ကလေးနဲ့ကပြည့်စီမှာသူကလူခံလို့ရတာ။ဒါဆိုရင်အားလုံးအဆင်ပြေရအောင်။ဆင်ပြေတာပေါ့အဲ့ဒါ။နီလန်းနေရာရှိပြီလား။လူတွေကမသိတာရယ်မလောက်တာရယ်ပေါ့နော်။ကပြည့်ကမရှိတဲ့ကြောင်းတော့ကိုကိုတိုင်ပဲကပြည့်ကလောမှာပေါ့။ကိုကအဲ့နာတဝဲမှာရှိတယ်ဆိုရင်ပေါ့လေ။အဲ့ဒါဆိုဦးဇနုကိုကိုတိုင်ကဒီနာတဝဲမှာရှိတယ်ဆိုတော့အရှင်ဘုရားတပြည့်တော်ထံမှာအရှင်ဘုရားအရှင်ကြီးမြေရဲ့လူခံမှာဆိုပြီးတော့ကိုက6လရုံပဲ။အကင်းကိုဒီမှာကိုလက်ကိုကဒီကနေရမှာအဝေးရလာတာ။ ကျောင်းထဲမှာလည်းကပိယာမယူဆိုရင်တော့ယွာနိဆက်ဆရာတော်မေးရမယ်ဆရာတော်ဒီယွာထဲမှာဆရာတော်အတိတကားလေးရှိသလားမေးလိုက်အဲ့ဒီဆရာတော်အတိတကားထဲမှာဆိုတော့ကိုကသွားလိုက်ပြီးတော့ဆရာတော်အတွက်ဒါလေးတော့ကပ်ပြီးပါဆိုတော့ပစ္စည်းအပါလေးပါဝတ္ထုငွေလွှတ်ထားခဲ့လိုက်ရှာတယ်သူကသူအချိန်ပြည့်တဲ့ဆရာတော်ကြီးသွားကပ်လိုက်ပါသူကသူကနော်